်မင်္ဂလာပါရှင်ကျမတော့ဖူအီအီနွယ်ပါ TV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါနိုမာလာ73ရက်မှာကမ္ဘာရွှေဈေးကအမေရိကန်ဒေါ်လာ4230အထက်ကိုထိုးတက်လာခဲ့ပြီးပြည်ရင်းရွှေဈေးလည်း788သိန်းအထက်ကိုဆက်လက်မြင့်တက်လာတယ်လို့ဈေးကွက်အတွင်းကနေသိရှိရပါတယ်။နိုင်ငံတကာဘိုဟိုဘန်တွေရဲ့ဝယ်လိုအားကြောင့်ကမ္ဘာရွှေဈေးဟာ သုံးပတ်အတွင်းအမြင့်ဆုံးကိုရောက်ရှိလာပြီးပြည်ရင်းရွှေစည်းလဲလိုက်ပါမြင့်တက်လာတာဖြစ်တယ်လို့ဈေးကွက်ကျွမ်းကျင်သူတွေကသုံးသပ်ထားပါတယ်ကမ္ဘာရွှေဈေးဟာနိုမာလာ9ရက်မှာတအောင်စကိုဒေါ်လာ4000ဝန်းကျင် ရှိခဲ့ပေမဲ့နိုမာလာ13ရက်မှာအမေရိကန်ဒေါ်လာ4238ဒေါ်လာအထိအသက်ရှိခဲ့ပါတယ်။တပတ်အတွင်းကမ္ဘာရွှေဈေးဟာ900ကျိုင်းလုံးကျော်မြင့်တက်လာတာလည်းဖြစ်ပါတယ်။ကမ္ဘာရွှေဈေးတဖြည်းဖြည်းတက်လာတဲ့အတူပြည်ရင်းရွှေဈေးလည်းနိုမာလာဈေးမိုင်းကစပြီးပြန်လည်မြင့်တက်လာပါတယ်။ ဖီရင်းဈေးကွက်မှာနိုမာလာ9ရက်ကရွှေတစ်ကြက်သားကို85သိန်း3000ဝန်းကျင်ရှိခဲ့ရတာကနေနိုမာလာ73ရက်မှာ88သိန်း5000ဝန်းကျင်အထိမြင့်တက်ခဲ့ပြီးတပတ်အတွင်းကြက်3သိန်းကျော်ဈေးမြင့်လာတာပါလက်တလုံးမှာကမ္ဘာရွှေဈေးနဲ့အတူပြည်ရင်းရွှေဈေးပါအတက်များနေပေမဲ့ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်ထားတဲ့ဓာတ်တုရွှေညွန့်ဈေးကတော့တစ်ကြက်သားကိုကြက်96သိန်း8000မှာပဲဈေးငြိမ်နေပါတယ်ရှင် စကိုင်းတိုင်းကမ်းမလူမြို့နယ်ကနေခင်ဦးမြို့နယ်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အားတရာကျော်ပါစစ်တပ်စစ်ကြောင်းကိုနိုမာလာ၁၂ရက်နေ့မနက်ပိုင်းကပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုကတိုက်ခိုက်ခဲ့ပြီးတဲ့နောက်စစ်တပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုလာတယ်လို့ဒေသခံတွေကပြောပါတယ်တိုက်ပွဲက၁၂ရက်နေ့နေ့လယ်ပိုင်းမှာပြီးသွားပေမဲ့မုံရွာဘက်ကနေဂျိုင်ရိုကော့ပတာ၃စီးနဲ့ကမ်ဘလူမျိုးနယ်ကရင်းတက်ရွာနဲ့အနီးအနားရွာတွေကိုဘုံသီးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်နေအိမ်၃လုံးပျက်စီးပြီးအိမ်မွေးကျွေးနွားတွေတိုက်ဆုံးခဲ့တယ်လို့သိရပါဗျ။ ဒါပြင်နိုမာလာ73ရက်နေ့မနက်ပိုင်းနဲ့နေ့လယ်ပိုင်းတွေမှာလည်း Jet Fighter လေးရင်းတွေအပြင် drone တွေနဲ့ပါပုံကျဲနေလို့ဒေသခံတွေရွာထဲပြန်ဝင်ရဲကြသေးဘူးလို့ရင်တက်ရွာသားတယောက်ကပြောပါတယ်စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရမှုမှာစစ်ကြောင်းမှုတည်တယ်လို့သိရပြီးစစ်ကြောင်းပြတ်သွားပြီးတော့အင်အားတရာကျော်ပါတဲ့စစ်ကြောင်းက20လောက်ပဲပြန်ဝင်သွားနိုင်တယ်လို့မြေပြင်ပြည်သူ့ကာကွယ်ရေးတပ်ခေါင်းဆောင်တယောက်ကလည်းပြောပါတယ် စစ်တပ်ဘက်ကအခုလိုထိခိုက်သေးဆုံးတာနဲ့ပတ်သက်ပြီး DVV အနေနဲ့တိကျအတိမပြုနိုင်တယ်လို့စစ်တပ်ဘက်ကလည်းသတင်းတစုံတရာထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူးရှင်။ထိုင်းမှာနေ့လယ်တနာရီကနေညနေ9:00နာရီကန့်သက်ချိန်အတွင်းအများနဲ့သက်ဆိုင်တဲ့နေရာတွေမှာအရက်တောင်ရင်အေးအေးယူမဲ့ဥပဒေသစ်ကိုတတိထားဆင်ခြင်ချဖို့အလို့သမားကြီးလှုပ်ရှားသူတွေကတတိပေးပါတယ်။ဇွဲသစ်သတင်းပေးပို့ထားပါတယ်ရှင်။ ထိုင်းနိုင်ငံမှာရက်သေးစာထိန်းချုပ်ရေးဆိုင်ရာဥပဒေသစ်အရနိုဝင်ဘာလ10ရက်နေ့ကစလို့အများနဲ့သက်ဆိုင်တဲ့နေရာတွေမှာခွင့်ပြုချက်မဟုတ်ဘဲအရက်ဘီယာတာသုံးမှာကဒဏ်ငွေဆောင်ရမယ်လို့သိရပါတယ်။အထူးသဖြင့်ထိုင်းကဈေးဝယ်စင်တာတွေရက်ွက်ဈေးဆိုင်တွေနဲ့7-11အယောင်းဆိုင်တွေမှာအရက်ဘီယာရောင်းချတာကိုနေ့လယ်2နာရီကနေညနေ9နာရီအတွင်းကန့်သက်ထားပြီးဒီဥပဒေက1982ခုနှစ်ကတည်းကရှိခဲ့တာပါ။ဥပဒေအရကန့်သက်ချိန်တွင်အရရောင်းဝယ်တာအပြင် အများနဲ့တက်ဆိုင်တဲ့နေရာတွေမှာတောက်သုံးတာကိုပါကန့်တက်လိုက်ပါတယ်။အရင်တော့ကတော့တောက်သုံးသူကိုပဲအရေးယူတာကိုကိုကတောက်သုံးသူရောဆောင်ရှင်ရောအရေးယူမယ်။ပတ်တထောင်အထိတန်ငွေဆောင်ရမှာဖြစ်တယ်။နောက်အဲ့ရမကတော့300ရတယ်မဟုတ်ဘူးဆော်ရဆာတန်းနေစစ်စေးတာအလို့နောက်ခန္ဓာကိုယ်အစိပ်ပိုင်းကိုနောက်သူစပိတ်ဆိုစပိတ်ဆိုင်ကယ်ဆိုဆိုင်ကယ်အဲ့လိုစစ်စေးရနေမလို့လားဆိုပြန်နှမှုသုံးမှုအမှုတွေစင်ပေါ်တက်သွားမှာဖြစ်တဲ့အတွက်ကိုကြိုက်တက်လို့တောက်ရင်ကို့အိမ်တန်းရတိုက်တန်းရမြမတန်းရဒီမှာပဲ တူတူသိသိလေးတောက်ပါအပြင်မှာထွက်ပြီးတော့လမ်းကလာမယ်အပေါင်းသင်းနေနဲ့ဟေးလာလာလုံမယ်လို့လုံးဝလုံးဝစိတ်မကူးပါနဲ့ပါတတောင်းဆိုတာအမတန်ဟိုမရှိတဲ့လူဖို့အလုပ်ပုံမှန်မရှိတဲ့လူဖို့ရှားကြံရတာခက်ပါတယ်နောက်ကျောင်းမှာရှိတဲ့မိသားစုတွေကိုဟိုရှားဒီရှားနဲ့မြက်ကလေးဆံပြဖြစ်အောင်ဒုက္ခမပေးပါနဲ့လို့အလေးနဲ့မြတ်တရားခံပန်ကြားကြပါလေဥပဒေအသစ်မှာခြွင်းချနိုင်တဲ့ခွင့်ပြုထားတဲ့နေရာတွေတော့ရှိပြီး ဟိုတယ်တွေလိုင်စင်ရဖားတွေနဲ့နိုင်ငံတကာလေဆိပ်လိုနေရာတွေမှာတော့အချိန်ကန့်သတ်ထားတာမရှိဘဲအရက်တဲခင်ရောင်းချခွင့်ပေးထားတယ်လို့လည်းဆိုပါတယ်။ဒါအပြင်အရက်ပြည်ယာကြော်ညာနဲ့ပတ်သက်တဲ့ဥပဒေကိုတင်းကျပ်ထားပြီးအမှုပညာရှင် လူသိထင်ရှားတဲ့ပုံကိုယ်တွေအရက်ကြော်ညာတာမျိုးခွင့်မပြုဘူးလို့လည်းဆိုပါတယ်။အခုလိုထိန်ချုပ်ကန့်သတ်လိုက်တာကြောင့်အရက်ရောင်းချတဲ့ဆိုင်တွေမှာလည်းတက်ရောက်မှုရှိလာနိုင်ပါလေ။ နိလေဆိုရင်မနက်စတနေကနိလေနနညတိဝယ်ခွင့်ရှိတယ်အဲ့ချိန်ကြာပဲဝယ်ပြီးတော့ဟိုအကယ်ရဲ့လမ်းပေးဆိုင်မှာထိုင်တောင်းဝင်ဆိုရင်တို့ဖွင့်တဲ့ချိန်ကြာပဲထိုင်တောင်းပါတို့ဟိုဥပဒေကပြရှိရပြခဲ့ရနေမှာပဲစစထုတ်တာခါကြောတကယ်တကယ်အကျိုးတရားမှုဘယ်လိုမျိုးရှိလာမလဲတော့မပြောတတ်သေးဘူးเนาะအနည်းဆုံး3လနဲ့4လဝန်းကျင်ပေါ့ တချို့ရေကဟိုမူတဏီကုံတချို့အယတ္တမတဏီနေကုံနေကုံမူစံပါမဟုတ်မျိုးလူပြတ်ဖြစ်တော့ပါအဲ့ကြောင့်လို့တော့အချိန်နဲ့ကန်တတာပေါ့အကန်တတော့အလုတ္တမဆွန်တဲ့ဟောခေရဲ့အဲ့လိုမျိုးပေးရောင်းနေပေးချောင်းနေဆွန်တဲ့အတုတ္တမတွေကလည်းအတုတ္တယမှုရှိလေအကဲတချို့တမတွေကအရတောက်ရမအလုတ်လုံးနိုင်တာပညာပေါ့ ထိုင်းဝန်ကြီးချုပ်ကအဲ့ဒီဥပဒေကိုပြန်သုံးသပ်ဖို့အတွက်ကျမရဲ့ဌာနနဲ့ဆွေးနွေးဖို့ပြည်ထောင်ဌာနကိုညွှန်ကြားထားတယ်လို့သိရပါဗျ။ကန့်သတ်ထားတဲ့ဥပဒေဟာထိုင်းနိုင်ငံသားတွေသာမကထိုင်းမှာနေထိုင်ကြတဲ့ရွှေပြောင်းလူသားတွေနိုင်ငံသားဧည့်သည်တွေအတွက်ပါအကျုံးဝင်မှာဖြစ်ပါတယ်။ဒါကြောင့်ထိုင်းရအလို့သမားကြီးလှူရှားသူတွေကမြန်မာရွှေပြောင်းလူသားတွေသတိထားဆင်ခြင်ကြဖို့နဲ့ထိုင်းမှာစားသဆိုင်လုပ်ငန်းလုပ်ကင်သူတွေအထူးသတိထားကြဖို့တိုက်တွန်းပြောဆိုနေကြပါတယ်ခင်ဗျာ။ကျွန်တော်ဇွဲသစ်ပါ နာပိုင်တွေဟာအင်ကာနေကဂျော်ဂျီယာနိုင်ငံမှာပြက်ကျသွားတဲ့တူရကီစစ်ဖက်ကုံတင်လေရင် C130 ရဲ့ပြန်တမ်းမှုမှတ်တမ်းတင်ကြိယာကိုရှာဖွေတွေ့ရှိထားကြောင်းတူရကီသမ္မတတီရစ်အာတိုကန်ကနိုမာလာ၁၂ရဲ့ဗုဒ္ဓနေ့မှာပြောကြားခဲ့ပြီးပြက်ကျရတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးမှုတွေဆက်လုပ်နေကြောင်းလည်းပြောပါရယ်ဂျော်ဂျီယာအနာပိုင်တွေနဲ့အတူရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်ဖို့တူရကီကလူ46ယောက်ပါအဖွဲ့တစ်ဖွဲ့ကိုဆင်လွတ်ခဲ့ကြောင်းအာတိုကန်ကပြောကြားခဲ့ပါရယ် စီဝမ်းတတိလီရင်ဟာအဇာဘိုင်ဂျန်ကနေတူရကီကိုပြန်ဖို့ထွက်ခွာလာခဲ့ပြီးနိုမာလာ၁၇ရက်အင်ကာနေကဂျော်ဂျီယာနိုင်ငံမှာပြတ်ကျခဲ့ပြီးတော့လီရင်ပေါ်ပါလာတဲ့တူရကီစစ်သားအယောက်၂၀လုံးသေဆုံးခဲ့တာပါလီရင်ဟာပြတ်တန်းနေရင်ပြတ်ကျသွားတာဖြစ်ကြောင်းဗီဒီယိုတွေနဲ့ဓာတ်ပုံတွေကဖော်ပြနေတယ်လို့တချို့လေးလာသုံးသက်သူတွေကပြောဆိုပါတယ်ပြတ်ကျခဲ့တဲ့လီရင်ဟာတပ်တန်း58နှစ်ရှိနေပြီး2010ခုနှစ်မှာတူရကီလေတပ်ကိုရောက်ရှိခဲ့ကြောင်း ဖလိုက်ရေဒါ24နဲ့တူရကီကာကွယ်လေးလာသုံးသက်သူ၂ယောက်ကပြောပါရရှင်ဂျပန်နိုင်ငံတိုကျိုမြို့ရဲ့ဘာတွေမှာကျွဲကောတိတွေညှစ်ပြီးဖြော်ရီဖြော်ပေးတာကြက်ခိုင်မှုတွေပြပြီးအလုံးလုံးကင်နေကြတဲ့မေဗလာကြီးတွေကတော့ဂျပန်နိုင်ငံရဲ့အလှဆန်နှုန်းတွေကိုစိန်ခေါ်နေတဲ့သူတွေပဲဖြစ်ပါတယ်။မာဆယ်ဂဲလ်စ်လို့ခေါ်တဲ့ကြက်ခိုင်ရင်ခေါင်းစဉ်တတ်ထားတဲ့အမျိုးသမီးဝန်ထမ်းတွေရဲ့ဘာကတော့ထူးခြားမှုတွေနဲ့ပြည်နေပါတယ်။ ဂျပန်နိုင်ငံရဲ့တမယိုးကြအမျိုးသမီးအလှအပအရင်းနဲ့လုံးဝမတူတဲ့ဒီဘားဟာနိုင်ငံသားတွေနဲ့ပြည်ရင်းဖောက်သည်တွေအတွက်အဓိကဆွဲဆောင်ရနေရာပဲဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာပိန်နဲ့မိန်းကလေးတွေကလှပတယ်ဆိုတဲ့ခံယူချက်ရှိခဲ့ပူပါတယ်။လက်ရှိဂျပန်နိုင်ငံရဲ့အရွယ်ရောက်ပြီးအမျိုးသမီး900ခန့်လုံးဟာအဝလွန်မှုနဲ့ရင်ဆိုင်နေရပါတယ်။အဝလွန်နာကကျန်းမာရေးအတွက်မကောင်းဘူးလို့ဆရာဝန်တွေကသတိပေးထားတယ်လို့ပိန်နှုံးနာကလည်းအာဟာရမပြည့်ဝဘူးလို့သတိပေးမှုတွေပြုလုပ်ထားတာတွေ့ရပါတယ်။ ဒါကြောင့် Marcel Gels ကမေဘလာဂျီရီဟာဂျပန်နိုင်ငံအလှဆန်နှုန်းတွေကိုတတ်မှတ်မှုနဲ့ဘယ်အရာကလှပတယ်ဆိုတာကိုပြသနေတာပဲဖြစ်ပါရဲ့ရှင်။ TV ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါ။ကျွန်မတော့ဖူးအီနွယ်ပါ။ကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။